မင်္ဂလာပါခစ်တမီဒီယာနျူးစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရွှေကုတ်ကူမှကြားဖြန့်ကိုင်းများကိုပြည့်နေနေတော့မီဟုစစ်တလက်အောက်ခံ BGF နိုင်မောင်းသောပြောပြန်။ American နဲ့တရုတ်ပြည်အားကြောင့်မဟုတ်ပဲ BGF ကကြားဖြန့်နေနေရန်ဆုံးဖြတ်သည့်အချိန်နဲ့ဖိအားပေးချိန်တိုက်ဆိုင်မှုဟုဆို မန္တလေးမြို့ကပြူစောတိတွေရှင်ရန်ကပြန်လာပြီးမြို့ရဲမှာတောင်းကျမ်းနေတယ်။ကံကောတွင်တတိပုဂ္ဂလပြည်သူလွတ်တော်မတ်လောင်းစစ်ဘုပြုတ်တန်းဝင်းတည်ဆုံးသွားသဖြင့်ချက်ဖွပါတီမှကိုစလေလောင်းကပြန်เสียရမလို့တော့ပဲပြန်ပတ်မရှိအနိုင်ရ။မြိတ်တဝဲအမတ်ရှိပြည်တော်စုလန်းတွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေရေးလမ်းပိတ်နေ။စစ်တပ်ကပလောင်းမြို့ဒိမ့်ပိုက်ခံရမည်ကိုကြောက်လန့်ပြီးပြစ်ခတ်မှုများလုပ်နေ။စားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ရွှေကုတ်ကမှကြားဖြန့်ကိုင်းများကိုပြည့်နေနေတော့မီဟုစစ်တလက်အောက်ခံ BGF နိုင်မောင်စောပြောပြန်အမေရိကန်နဲ့တရုတ်ဖိအားကြောင့်မဟုတ်ပဲ BGF ကကြားဖြန့်နေနေရန်ဆုံးဖြတ်သည့်ချိန်နဲ့ဖိအားပေးချိန်တိုက်ဆိုင်မှုဟုဆိုကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကမြို့တစ်တွင် ကြားဖြန့်များကိုအပိတက်ပြည့်နေနေတော့မီဖြစ်ကြောင်းစစ်တလက်အောက်ခံကရင်နယ်ကြားဆောင်တဲ့ BGF မှနိုင်မောင်စောကထိုင်းဒရီမီဒီယာများကိုခေါ်ယူပြောဆိုပါရတယ် ရွှေကုတ်ကိုရင်ကြားဖြတ်တစ်ထောင်နဲ့နှစ်ထောင်ကြားရှိပြီးကြားဖြတ်များကို လုံးဝမထားတော့ဘဲအပြီးနိုင်နှင်းတော်မူဖြစ်ကြောင်းထို့သောနိုင်နှင်းရာတွင်စစ်တပ်နှင့်ပူးပေါင်းရေးနိုင်နှင်းမူဖြစ်ကြောင်းအမေရိကန်နှင့်တရုတ်ပြည်အားရှိလာရင်မဟုတ်ဘဲ BGF ကကြားဖြတ်နိုင်နှင်းရန်ဆုံးဖြတ်သည့်ချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်းသူကဆိုပါတယ်။ရွှေကုတ်ကိုကို နိုင်ငံသားရင်းညွှန်းညွှန်းနံပိုးဖိတ်ခေါ်ခဲ့တာကဖွံ့ဖြိုးတိုးတက်စေခြင်းလို့ဖိတ်ခေါ်ခဲ့တာပါ ဲ့ဒီအပေါ်မှာနိုင်ငံသားတွေကသူတို့ရဲ့တိုးတက်တဲ့နည်းပညာတွေနဲ့ကမ္ဘာပေါ်မှာလိမ်လည်မှုပြုလုပ်လာတယ်ဆိုတာကိုကျွန်တော်တို့အခုနောက်ပိုင်းမှာသိလိုက်ရတာပါအဲ့ဒါကြောင့်အခုနေချင်းခါမှာကဘာကြီးနဲ့အတူအိန္ဒိချင်းနိုင်ငံနဲ့အတူကိုရိုအစိုးရနဲ့အတူ plan A plan B plan C ရှိတဲ့နေရာမှာ plan B နဲ့ plan C ကိုပေါင်းပြီးတော့အပီးတိုင်ဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်မယ်။လုံးဝကပျောက်တဲ့အထိရပိုင်းတွင်းမှာအပီးတိုင်ဖယ်ရှားရှင်းလင်းမယ်။ နောက်ထပ်ဆိုတာမရှိတော့ဘူးလို့ BGF နိုင်မောင်စော်ကပြောဆိုပါတယ်။ BGF ကကြားဖြတ်နိုင်နေရလှုပ်ဆောင်ရရင်ကဘာကြီး EP အားကြောင့်ဖြစ်ပြီးမိတိနိုင်ငံ EP အားမှမရှိကြောင်းကြားဖြတ်များကြောင့်ကဘာပြည်သူများနဲ့နာနေ၍ရင်းကဲသို့လှုပ်ဆောင်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်ဟုသူကဆက်လက်ပြောဆိုပါတယ်။ရွှေကုတ်ကိုထူထောင်သူရှိစီချမ်းကိုကြားဖြတ်ငွေလိမ်မှုများပါဝင်နိုင်ငံတကာရာဇဝတ်မှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံတို့နိုဝင်ဘာလ10ရက်နေ့တွင်လွှဲပြောင်းလိုက်ပြီး အမေရိကန်ကလည်းကြားဖြတ်များကိုကာကွယ်ပေးနေသော DKB အတပ်ဖွဲ့နှင့်ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တပ်ဖြတ်ရေးထူးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ထိုကဲ့သို့အခြေအနေများဖြစ်ပေါ်လာချိန်တွင် BGF နိုင်မောင်စောကကြားဖြတ်များကို လုံးဝပြတ်နေနေတော့မီဟု ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပါတယ်။အခြားတစ်ဖက်တွင်လည်းစစ်တပ်ကရွှေကုတ်ကိုအတွင်းသို့ BGF နှင့်အတူတွဲဖက်ဝင်ရောက်နေရယူထားပြီးများမကြာမီ KK ဘက်ကဲ့သို့ဖန်ပြကြားဖြတ်ရေးယူမှုများဆောင်ရွက်ရန်ပြင်ဆင်နေကြောင်းကရင်စစ်ရေးသတင်းရင်းကပြောဆိုပါတယ်။ မန္တလေးမြို့ကပြူစောတိတွေရှေ့ရန်ကပြန်လာပြီးမြို့ရဲမှာတောင်းကျမ်းနေမန္တလေးမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရဲမွန်တော်ရက်ကွက်ကပြူစောတိအဖွဲ့တွေရှေ့ရန်ကပြန်လာပြီးမြို့ရဲမှာပြည်သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးရိုက်နှက်တွေလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်မန္တလေးမြို့ရဲမွန်တော်ရက်ကွက်က ပြူစောတိတွေနိုဝင်ဘာ15ရက်က မတရားမြို့နယ်ရှေ့ရန်ကပြန်ဝင်လာခဲ့လို့သိရပါတယ် အဲ့ဒီနောက်မနေ့ကနိုဝင်ဘာ16ရက်မန္တလေးမြို့ချမ်းမြသာစီမြို့နယ်အတွင်းမှာစံကယ်စည်းလာတဲ့လူငယ်နှူးရဲ့စံကယ်ကိုပြူစောထီးတွေရဲ့ကားနဲ့တိုက်မှုဖြစ်ခဲ့ပြီးအတိုက်ခံရတဲ့လူငယ်နှူးကိုလမ်းလယ်မှာလူထောက်ခိုင်းပြီးပ้ายရိုက်နေတာလို့မျက်မြင်တွေ့သူတို့ကပြောပါတယ်။အတိုက်ခံထားရတဲ့ကလေးတွေတနာပါတယ်။သွေးတွေနဲ့ကိုပ้ายရိုက်ခံနေရတာလို့မျက်မြင်တွေ့သူတို့ကပြောပါတယ်။အလားတူပဲမန္တလေးမြို့ရင်းမှာညဘက်ဖုံးစစ်ဆေးဖမ်းဆီးမှုတွေဆက်တက်ပြုလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ မန်လေးစစ်တပ်ကတို့ရဲ့နောက်ပတ်90လမ်းမှာဆိုရင်လမ်းကြားတွေအထိ9နှစ်နာရီလောက်ကနေ10နှစ်နာရီလောက်ထိ မောင်ရိပ်ခိုဖမ်းဆီးတာတွေပြုလုပ်လေ့ရှိတယ်လို့မြို့ခံတွေကပြောပါတယ်။ပြူရီလာတာကားတွေကိုဝေးဝေးမှသွားရက်ပြီးအမောင်ရဲကနေရဲဝတ်နဲ့မြောက်၃ယောက်စောင့်ဖမ်းကြတာ။ဖုန်းတွေစစ်ပြီးအရန်ရစ်တယ်။ဒီတညဖမ်းခံရတာနေတာမဟုတ်ဘူးလို့မြို့ခံတူကပြောပါတယ်။ဒီတနေရာတဲ့တင်ဖမ်းဆီးနေတာမဟုတ်ပဲ လမ်း80ဘောစက်မှုမြို့ပလန်းတွေမှာပါညာဘက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့သိရပါတယ်။မန္တလေးမြို့မှာပြူစောတိတွေအုပ်စုဖွဲ့နိုင်ကျင်တာတွေဖြစ်နေပြီးတင်းနဲ့တားရှိတွေကိုင်းကညာဘက်ဆိုကားတွေနဲ့လမ်းသွာလာပြီးတွေကိုချင်းချောက်ရိုက်နေတာတွေပြုလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ကံကောရင်တတိပုဂ္ဂလပြည်သူလွတ်တော်မတ်လောင်စစ်ဘိုလ်ပြုတ်တန်းဝင်းတည်ဆုံးသွားသဖြင့်ကျက်ဖွပါတီမှကိုစလေလောင်းကပြိုင်ဆရာမလို့တော့ပဲပြိုင်ဘက်မရှိအနိုင်ရ နိုဝင်ဘာလ18ရက်နေ့တွင်အကျန်းဖက်စစ်ကောင်စီကပြုလုပ်မိအတူအယောင်ရေးကောက်ပွဲနာကံကောမျိုးနယ်မှဝင်ရောက်ရှင်ပြိုင်မိတတိပုဂ္ဂလပြည်သူလွတ်တော်မတ်လောင်းစစ်ဘုပြုတ်တန်းဝင်းမှာနှလုံးသွေးတိုးစီချိုယောဂါများခံစားရပြီးကျန်းမာရေးဖောက်ပြန်သေးဆုံးသွားကြောင်းသူသေးဆုံးသွားမှုကြောင့်ကျန်းဖွတ်ပါတီမှပြည်သူလွတ်တော်မတ်လောင်းဤဖြူတွင်မှပြိုင်စရာလူမရှိတော့သဖြင့်အလိုလိုနိုင်ရရှိသွားခြင်းဖြစ်ကြောင်းသိရပါတယ်။သူကစစ်တပ်ကကျင့်ပျက်ချစားမှုနဲ့ပြုတ်လာတာအာနာမသိခင်ကတော့ AID နဲ့စန့်ကျင်ဘက်ပေါ့ ကျန်းဖွပါတီဝင်လဲလုတ်ခဲ့တယ်။အာနာသိမ့်ပြီးတော့လဲစစ်တပ်ထဲနဲ့အမြဲတန်းဝင်ထွက်လုတ်ပြီးစစ်တပ်အတွက်လော်ဘီလုတ်ပေးနေတာ။ခေဘေးဝိဘေးတွေစုံစမ်းပြီးတော့ PDF ထောက်ပို့လုပ်တယ်ဆိုပြီးစစ်တပ်ကိုဖမ်းခိုင်းတာတွေရှိတယ်လို့ရော်လင်းနဲ့မှကိုယောင်ဒီကပြောဆိုပါတယ်။တေဆုံးသွားသောတတိပုဂ္ဂလအမတ်လောင်တန်းဝင်းသည်စစ်တပ်မှဗိုလ်ဆင်ဖြင့်ထုတ်ပယ်ခံထားရသူဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းပြီးနောက် ၍ဥတော်လန်ရေးတွင်ပါဝင်လှူရှားသူများတော်လန်ရေးတပ်ဖွဲ့များ၏သတင်းချက်လက်များကိုစစ်တပ်ထံစုံစမ်းပေးပို့နေသူဖြစ်ကြောင်းသိရပါသည်။ကံကောမြို့နယ်သည်စစ်ကောင်စီကပြုလုပ်မိအတုအယောင်ရေးကောက်ွဲအပိုင်းနှစ်တွင်ပါဝင်ပြီးလာမည့်2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။မြိတ်တဝဲအမှတ်၈ပြည်တော်စုလမ်းတွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေ၍လမ်းပိတ်နေစစ်တပ်ကပလောင်မြို့သိမ်းပိုက်ခံရမည်ကိုကြောက်လန့်ပြီးပြစ်ခတ်မှုများလုပ်နေ တနင်္သာရီတိုင်းမြို့တော်ဝယ်အမှတ်၈ပြည်တော်စုလမ်းပိုင်းတွင်တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေ၍လမ်းပန်းများပိတ်ဆို့နေကစစ်တပ်ကပလောင်မြို့တင်ပိုက်ခံရမိကိုကြောက်လန့်ပြီးလက်နက်ကြီးတရုံများဖြင့်နေ့စဉ်ပစ်ခတ်နေကြောင်းဒေသပြည်သူများနှင့်တော်လှန်ရေးတရင်မြစ်ကပြောဆိုပါရယ်။နိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးအကြမ်းဖက်စစ်တပ်ကမြို့တော်ဝယ်အမှတ်၈ပြည်အောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်စစ်ကြောင်းထိုးနေ၍တိုက်ပွဲများနေ့စဉ်ဖြစ်ပွားကလမ်းပန်းများပိတ်ဆို့နေခြင်းဖြစ်ကြောင်းသိရှိရပါရယ်။လက်ရှိအချိန်တွင်မြို့တော်ဝယ်အမှတ်၈ပြည်အောင်စုလမ်းပိုင်းရှိ မီးလောင်ချောင်းရွာမကြီးကုန်းရွာဆင်ထိုးရွာနှင့်ခြောက်ချောင်းရွာတို့တွင်ကုန်ကားများနှင့်ခီးသွားပြည်သူများပိတ်မိနေခြင်းဖြစ်ကြောင်းသိရပါသည်ထို့ပြင်အကျန်းဖက်စစ်တပ်သည်ပလောင်မြို့ကိုတော်လန်ရေးတပ်ဖွဲ့များလာရောက်တိုက်ခိုက်မိကိုစိုးရိမ်သောကြောင့်မြို့ပတ်ပတ်လည်တွင်စစ်ကြောင်းများဖြန့်ထားကာလက်နက်ကြီးတရုံများဖြင့်နစ်စင်ရန်တန်းပစ်ခတ်မှုများလုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်ပြည်အောင်စုလမ်းပိုင်းမှာတိုက်ပွဲကတော့ခဏခဏဖြစ်နေတုံးပေါ့ရှောင်းတခင်ထားပြီးဖြစ်နေတဲ့ခါကျတော့တိုက်ပွဲကဒဝဲဘက်မှာပို့ပြီးတော့ပြင်းထန်တာပေါ့ ဘလောမှာကြတော့နေတိုင်းကြီးပါပဲတင်ကန်းတော့ရွာထဲမှာစစ်ခွေးတွေကရှိတယ်သူတို့ရောက်တိုင်းနေရာတိုင်းမှာအိမ်တွေမိရှုပ်ပြီးတော့နေနေတာအဲ့ဒါကိုတော်လန်ရေးဘက်ကသွားပစ်တာလည်းရှိတယ်စစ်ခွေးတွေကဘက်ကလာပစ်တာလည်းရှိတယ်စစ်ခွေးတွေကလည်းရှေတို့မနိုင်လို့လက်နက်ကြီးတွေနဲ့ထူတာနဲ့ဒရုံနဲ့ဘုံကျဲတာအဲ့လိုမျိုးကိုလုပ်နေတာပလောင်မျိုးပတ်ပတ်လည်းမှရမ်းနေတာပေါ့ပလောင်မျိုးတင်းခံရမှာကိုကြောက်လန့်နေကြတာလို့ဒေတာရင်းတော်လန်ရေးတရင်မြစ်ကပြောဆိုပါတယ် ဟုတ်ကဲ့ပါဒါကတော့ဖြစ်တဲ့ media news ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။အားလုံးစစ်အာဏာရှင်လက်အောက်မှအမြန်ဆုံးလွတ်မြောက်ပါစေ။